ျွန်တော်ခုဒီနေ့ပေါ့နော်ဇူလိုင်လ၂ရက်နေ့ပိုတဘူးနေ့တရက်တာတနည်းအားဖြင့်ကျွန်တော်အမေရိကန်နိုင်ငံရဲ့အရေးကြီးအလောက်ကင်ဒေတာတွေမထွက်ခင်တရက်လို့ပေါ့နော်ဒီတရက်တာအတွက်ဖြစ်ပျက်လာနိုင်တဲ့ကမ္ဘာရွှေစီနေတာကိုဒီဗီဒီယိုလေးမှကျွန်တော်သုံးသပ်ပြောကြားပေးသွားမှာဖြစ်ပါတယ်။မနေ့ကတော့ကမ္ဘာရွှေစီကတောက်လျှောက်တက်ခဲ့တယ်ပေါ့နော်ညဘက်လောက်ရောက်မှဈေးပြန်ထိုးကြခဲ့တယ်။အဲ့ဒါပတ်သက်ကမှဒီနေ့ကမ္ဘာရွှေစီကမနေ့ကလိုပဲဈေးဆက်တက်မလားစီအကြံပြန်ပြမလားဆိုတော့ကျွန်တော်ကမ္ဘာရွှေရဲ့စီအတကြချက်ကိုတွားကြည့်ပြီးတော့နီးပညာပိုင်းအရင်ဆုံးသုံးသပ်လိုက်အောင် ါလေးရကကပတ်ချွေရဲ့ဈေးအတကြချက်ကိုကျွန်တော်တို့အချင်းတည့်ရတာဒီအတုံးလေးတုံးကကပတ်ချွေဈေးရဲ့အချင်းတည့်ရတာဈေးအတကြကိုကိုစားပြုပါတယ်မနေ့ကဆိုရင်ကပတ်ချွေဈေးကဈေးအသက်အားကောင်းခဲ့တာကိုတွေ့ရခင်ဗျကျွန်တော်တို့ညဘက်တော့ရောက်ပါမယ်နော်အပေါ်ကကျွန်တော်တို့3350အထက်ဈေးတန်းကနေဈေးပြန်ထိုးကြလာခဲ့ပြီးတော့ကျွန်တော်တို့3338ဈေးတန်းလောက်မှာဈေးပိတ်သွားတာကိုတွေ့ရတယ်။အဲ့ဒါပြတဲ့ခါမှာလက်ရှိကမ္ဘာရွှေဈေးရတာပဲပဲသွားနေရဆိုဈေးအသက်ဖက် သွားနေခြင်းဖြစ်ပါရေဒိုဇီအသက်အာသာနေခြင်းဖြစ်ပါတကယ်လို့သာကမ္ဘာရွှေဈေးဈေးပြန်ကျခြင်းနဲ့ဆိုရင်မနေ့တော်ကကျွန်တော်ကတရတာပေးစီက3330ဈေးတန်းအောက်မှာကျွန်တော်တို့အ ਨੇ ဆုံးဈေးပိတ်ခဲ့မှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့မှန်တဲ့မနေ့ညကဈေးတော့3350အထက်ကနေပြန်ကျခဲ့တယ်ရောင်းလိုအားတွေဝင်လာပြီးပြန်ကျခဲ့တယ်ဒါပေမဲ့3330ဈေးတန်းအောက်မှာဈေးပိတ်နိုင်ခြင်းမရှိတာပြတပြတခါမှာကျွန်တော်ကဒီနေ့ကမ္ဘာရွှေဈေးကိုတော့ဈေးအသက်အားကောင်းမယ်လို့ကျွန်တော်သုံးသပ်ထားပါတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ကဘယ်ဈေးကနေမှဝယ်တင်လဲ က်ရှိဈေးကနေဝယ်တင်တာလားကျွန်တော်တို့ကတခုရှိအောင်ကျွန်တော်ကဈေးအတအကောင်းနိုင်တယ်လက်ရှိဈေးကနေဝယ်တာမျိုးကြောင့်ကျွန်တော်တို့ကကျွန်တော်တို့က risk များနိုင်တယ်ခင်ဗျာဘာလို့ဈေးကွက်ရဲ့သဘောတဘာဝရကျွန်တော်တို့ကလိုင်းလိုပုံစံမျိုးဈေးအတက်ကြသွားနေခြင်းဖြစ်ပါတယ်ကျွန်တော်တို့ကဝယ်မယ်ဆိုရင်တော့မှဈေးကျနိုင်ခြင်းရှိတဲ့အောက်ဈေးတန်းတွေမှာဝယ်တာကကျွန်တော်တို့အတွက်က risk management လောက်ရတာပိုအဆင်ပြေတယ်ပြီးတော့ risk လဲပုံနေတယ်အကျိုးမြတ်လဲပူရနိုင်တာပတ်သက်ပတ်သက်ကမှကျွန်တော်တို့ကဝယ်မယ်ဆိုရင်တော့မှအောက်ဈေးတန်းတွေကိုကျွန်တော်စောင့်ပြီးတော့ဝယ်ရမှာဖြစ်ပါတယ် ုတ်ပြီအဲ့ပတ်ကဒီနေ့ကဘာရွှေစေးကိုဝယ်တင်တဲ့အောက်ဈေးကနေရဘယ်ဈေးကနေလဲကျွန်တော်တို့အချင်းတနာရဲ့အတိုင်းတန်းကျွန်တော်တွားကြည့်လိုက်အောင်အခုကတရက်တန်းကြည့်နေအောင်ကျွန်တော်အချင်းတနာရဲ့အတိုင်းတန်းပြောင်းကြည့်မယ်ဒီနေ့ကဘာရွှေစေးကိုဝယ်တင်တဲ့အောက်ဈေးတန်းဈေးကဘယ်ဈေးကနေရှိလဲအနည်းဆုံးအနေနဲ့ကျွန်တော်ဘယ်ဈေးတန်းရှိလဲလို့မေးမယ်ဆိုရင်ကျွန်တော်တို့ဒီပေါ်တော့ကျွန်တော်တို့33နှစ်3နဲ့ကျွန်တော်တို့ 33တင်5ဈေးတန်းရှိပါတယ်။အဲဈေးတန်းဆုံးရှိပါတယ်အနည်းဆုံးအနေနဲ့အဲဈေးတန်းဆုံးမှာကြာကဘာရွှေစီဈေးချခဲ့တယ်ဆိုရင်ကျွန်တော်တို့ပွဲလို့ရပါတယ်။33နဲ့33နဲ့33တင်5ကြာမှာကဘာရွှေစီကိုကျွန်တော်တို့ပြန်အာဝယ်လို့ရပါတယ်အမြတ်ပိုင်းစီးတန်းဘယ်တော့ယူမလဲလို့မြင်မယ်ဆိုရင်မနေ့တုန်းကအမြင်ဆုံးတက်ခဲ့တာကျွန်တော်33958ပေါ့နော်ကျွန်တော်ကတော့ဒီနေ့အထက်ပိုတက်မယ်မှန်းနဲ့ခင်ဗျအဲ့အဖရိကမှာကျွန်တော်ကတော့ဒီနေ့ကပားချွေစီကိုကျွန်တော်3360အထက်လောက်မှာအမြတ်ပိုင်းစီးတန်းပေးခြင်းတယ် အချုံပိုင်းဈေးတန်းကတော့ကျွန်တော်3300တင်ကအော်လော့ပေးပေါ့နော်ဒါကတော့ကျွန်တော်တို့ဈေးကြပြီဆိုရင်ပထမဈေးတန်းမှာကျွန်တော်တို့ဝယ်တင်တဲ့ပထမဈေးတန်းဆုံးဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ်ဈေးဆက်ကြခဲ့တယ်ဆိုရင်ရောနောက်ထပ်ဈေးဆက်ကြခဲ့တယ်ဆိုတော့အောက်မှာသူနဲ့ကက်ရက်မှာပဲဈေးတန်းဆုံးတစ်ခုရှိတယ်ဗျ3300 6နဲ့ကျွန်တော်တို့အာဒီဈေးတန်းဆုံးလေးပေါ့နော်ကျွန်တော်တို့3300နှစ်ဈေးတန်းဆုံးလေးဖြစ်ပါတယ် အက်ဆီဒန့်ဆုံးမှာလည်းကျွန်တော်ကမ္ဘာရွှေစီးစီးကြခဲ့ရဆိုရင်ပြန်ဝယ်လို့ရပါတယ်အရှုံးပိုင်းဆီဒန့်3300အောက်လောက်ပေးပါအမြတ်ပိုင်းဆီဒန့်ကိုတော့ကျွန်တော်ခုနပြောခဲ့တဲ့3360အထက်လောက်ပေးလို့ရတယ်တကယ်လို့ကိုကမဟုတ်ဘူး3360အထက်တရားကိုစောင့်အောင်မှနည်းနည်းကြတယ်ဝေးတယ်ဆိုရင်3305လောက်အမြတ်ပိုင်းဆီဒန့်ပေးပါခဗျာဒါကတော့ဒီနေ့အတွက်ကျွန်တော်တို့ဝယ်ရမယ့်ဆီဒန့်ဆုံးလေးနှစ်ခုဖြစ်ပါတယ်ကျွန်တော်အမြင်ကတော့ဒီနေ့ကမ္ဘာရွှေစီးက3300အောက်တော့ထိုးကြနိုင်ခြင်းမရှိဘူးလို့လက်ရှိ နိပညာပိုင်းရာကိုစီလုံးသဘောတရားရာကိုတုံးသက်ထားပါတယ်အဲ့ဘက်ကကျွန်တော်ဝယ်ရမယ့်ဈေးတန်းစုံကတော့ဒီနှစ်ခုပဲရှိတယ်ပေါ့နော်မဟုတ်ဘဲနဲ့ဒီဈေးတန်းစုံနှစ်ခုကိုကမစောင့်နိုင်ဘူးဒီဈေးတန်းစုံနှစ်ခုတီကိုကမကြဘူးလို့ယူဆတယ်ပေါ့နော်ကျွန်တော်ကတော့ဒီဈေးတန်းစုံနှစ်ခုပဲကျွန်တော်ဟိုမှာဝယ်ဖို့ကျွန်တော်အားပေးခြင်းတယ်ဒါပေမဲ့ကိုကဒီဈေးတန်းစုံဒီမကြဘူးအာဆိုကြပါဆိုကျွန်တော်မကြနိုင်ဘူးပေါ့နော်မစောင့်နိုင်ဘူးဆိုရင်တော့ risk များများယူနိုင်တယ်ဆိုရင်တော့ဒီဈေးတန်းမှာဝယ်လို့ရတယ်3332နဲ့ 3328ကြာဈေးနှုန်းဆိုမှာကမ္ဘာရွှေဝယ်လို့ရပါတယ်။ဒါမှမဟုတ်ကျွန်တော်ပြောခဲ့တယ်နော် risk တော့အများကြီးယူရမယ်။အချုပ်ပိုင်းဈေးနှုန်း3320ဟောက်လောက်ပြီးအမြက်ပိုင်းဈေးနှုန်းကတော့ကျွန်တော်တို့3360အထက်လောက်ထိယူလို့ရပါတယ်။ဒါမှမဟုတ်ဒီဈေးနှုန်းဆိုတော့ကျွန်တော်တိတ်ပြီးတော့အမပေးခြင်း risk များနိုင်ပါဟုတ်ပြီဒါလေးရောကျွန်တော်ဝယ်ရမယ်ဈေးနှုန်းဆိုမှာเนาะရောင်းပိုးအတွက်ဆိုရင်တော့ဒီနေ့ကဘာကျွန်တော်ဒီနေ့ကဘာရှိုးကျွန်တော်ရောင်းပိုးအားပေးချင်တာကျွန်တော်ဇုံနှစ်ခုပဲရှိရခင်ဗျဒီ3300နှစ်ဈေးနှုန်းအောက်မှာကဘာရွှေဈေး အချင်းတနာရဲ့အတိုင်းတာအပိစီနဲ့ဖောက်ကြပြီးဈေးပိတ်သွားရင်ကျွန်တော် market ခေါ်ရ H1 Beckness နဲ့ဖောက်ကြပြီးဈေးပိတ်သွားရင်လိုက်ရောက်ပါ3.85လောက်ထိဈေးကျနိုင်ပါတယ်။အမြတ်ပိုင်းစင်းနဲ့အလောက်ပြီးအချုံးပိုင်းစင်းကကျွန်တော်330အထက်လောက်ပြီး။ဟုတ်ပြီတကယ်လို့အပေါ်ထောင်တက်သွားရင်ရောအပေါ်ထောင်တက်သွားတယ်ဆိုရင်တော့ကျွန်တော်အပေါ်မှာရောင်းပို့ဈေးတန်းစုံကကျွန်တော်ဒီဈေးတန်းစုံပေါ့နော်ကျွန်တော်ဒီဈေးတန်းစုံလေးရှိတယ်ကျွန်တော်တို့ အဲကျွန်တော်တို့3380နဲ့3 3ကျွန်တော်တို့ခွန်ငါကြစီတန်းစုံเนาะအဲစီတန်းစုံရောက်ပြီဆိုရင်ကျွန်တော်တို့ကဘာရွှေကိုကျွန်တော်တို့ဤပညာပိုင်းအတိပြုချက်ဆောင်ပြီးရောရေတူပြန်ရောင်းလို့ရပါတယ်ရေတူပြန်ရောင်းနိုင်ပါတယ်အမြတ်ပိုင်းစီတန်းကိုကျွန်တော်တို့3350လောက်ပေးပါအရှုံးပိုင်းစီတန်းကတော့ကျွန်တော်3380အထက်လောက်ပေးပါခင်ဗျာ ါမှမကျွန်တော်ဒီနေ့မှာတော့ကဘာချွေစီကိုကျွန်တော်ကတော့ဈေးရေးသူဈေးအတက်အားတာနိုင်တယ်လို့ယူဆထားမှာတော့ကျွန်တော်တော့အဝယ်ကိုပို့ပြီးတော့ဦးစားပေးစေချင်ပါတယ်ပြီးတော့လေကျွန်တော်ဒီတစ်ပတ်ကကျွန်တော်တို့ကအာတောက်ချန်နီယာအမေရိကန်ဈေးကွက်ပိတ်တယ်ပေါ့နော်အဲ့ဒါပိတ်တဲ့ကောင်မှကျွန်တော်တို့ကဒီနေ့နဲ့မနေ့ပြန်ကကျွန်တော်အမေရိကန်ဈေးကွက်ဖွင့်မှရက်တည်ဖြစ်တဲ့တနည်းအားဖြင့်ဒီတစ်ပတ်ထဲမှာကျွန်တော်ကဘာချွေဈေးကွက်က၄ရက်ပဲဖွင့်တယ်လို့တော့ပြောလို့ရတယ်ပေါ့နော်အဲ့ဒါပိတ်တဲ့ကောင်မှကျွန်တော်ဒီနေ့ ညမှာလည်းဈေးအလုတ်ခတ်ကျန်းနာမျိုးတွေကြုံရနိုင်ပါတယ်ဒီနေ့နိလက်ကင်းဥရောပဈေးကွက်ချင်းတို့ညပတ်အမေရိကန်ဈေးကွက်ချင်းတို့မှာဈေးအလုတ်ခတ်ကျန်းနာမျိုးတွေကြုံရနိုင်ပါတယ်အဲ့အဖက်ကမှာကိုကအယောင်းဝယ်လုပ်ပြီးဆိုရင် risk management တေချာလုပ်ထားပါပြီးတော့ကို risk နိုင်တဲ့အယောင်းဝယ်ပမာဏပုံမှန်ပမာဏနဲ့ပဲအယောင်းဝယ်လုပ်ဖို့ကိုလည်းကျွန်တော်တိုက်တွန်းတတိပေးလို့ပါခင်ဗျပြီးတော့လေဒီနေ့တရက်တာပေးစီဒီနေ့တရက်တာပေးစီဘဲပေါ်ဘဲပေါ်ပိတ်ခိုင်ကဘာကျွေးစီရာဈေးတက်ဖို့တေချာမလဲ မနက်မနက်မနက်ဖြန်မှာကျွန်တော်တို့ကဗျအမေရိကန်နိုင်ငံရဲ့အရေးကြီးအလုပ်ကိုက်ဒေတာတွေထွက်ပို့ရှိရတယ်။ဒါမှမဟုတ်ကျွန်တော်နီးပညာပိုင်းရမယ်ပြောမယ်။ဒီနေ့တရက်တာပဲစိဘဲဘော်ပိတ်ခိုင်ကဘာချွေစိဈေးဆက်တပ်ဖို့တည်ကြမလဲလို့ပြောဆိုရင်ကျွန်တော်တို့ဒီနေ့တရက်တာအပိတ်ဈေးတာကျွန်တော်တို့အာကျွန်တော်တို့3360အထက်ပိတ်ခဲ့တယ်ဆိုရင်ပေါ့နော်။3360အထက်မှာဈေးပိတ်နိုင်ခဲ့တယ်ဆိုရင်ဒီဘာဒီမနက်ဖြန်ဘာတီတာဒီတာကဘလို့ရလက်ပဲတို့ကဘာချွေစီဈေးအတက်အားဆက်ကောင်းပါလိမ့်မယ် စန့်ကျင်ဘက်နေနဲ့မော်ဒီနေ့တရက်တာအပိတ်စေးရတာကပတ်ရွှေရအပိတ်စေးတာကျွန်တော်တို့3300အာကိုအောက်မှာတာပိတ်နိုင်ခဲ့တယ်ဆိုရင်တော့ကပတ်ရွှေစေးပေါ့နော်မနေ့ဖြန်မှာဈေးအကျညပညာပိုင်းရအောင်နော်ဈေးအကျပြန်လာနိုင်ပါတယ်ခင်ဗျအဲ့အဖက်ကမှာဒီနေ့တရက်တာအပိတ်စေးကကျွန်တော်တို့3360အထက်ပိတ်နိုင်မလား3300အောက်ပိတ်နိုင်မလားဆိုတာစောင့်ကြရဖြစ်ပါတယ်ကျွန်တော်အမြင်ကတော့အပေါ့3360အထက်လည်းပိတ်မှာမဟုတ်မဟုတ်တယ်လို့ကျွန်တော်3300ကိုအောက်မှာလည်းပိတ်မယ်လို့ကျွန်တော်မထင်ဘူးဗျ ကြားထဲမှာပဲပြေးပြီးတော့မနေ့ပြန်အမေရိကန်နိုင်ငံရဲ့အရေးကြီးအလောက်ကန်ဒေတာတွေကိုစောင့်မဲ့အနေထားမျိုးရှိပါတယ်။ဟုတ်ကဲ့။ဒါလည်းကျွန်တော်နီးပညာပိုင်းအသုံးသက်ချက်လေးပဲเนาะ။တရင်းမောင်ကျွန်တော်တို့ကြည့်လိုက်။တရင်းညမှာတရင်းကနည်းတယ်ဗျ။ဒီမှာစတော့ချိန်ည6:45မိနစ်ချိန်မှာထွက်မဲ့မနေ့ပြန်ထွက်မဲ့ပေါ့เนาะ။အမေရိကန်နိုင်ငံရဲ့အာကျွန်တော်တို့အစိုးရအာထုတ်ပြန်တယ်ပေါ့เนาะ။လောက်ခလာစာနှုံထားပြောင်းလဲမှုအညွန်ကိန်းရဲ့အကျိုးဒေတာဖြစ်တဲ့ပုဂ္ဂလိကလောက်ခလာစာနှုံထားပေါ့เนาะ။ပြောင်းလဲမှုဒေတာကဒီည ပမာစလုံးည6:45မိနစ်ချိန်မှာထွက်မှာဖြစ်ပါတယ်။အရင်တစ်ခေါက်ကအရင်လာတော့ 37k ထွက်ခဲ့တယ်။ဒီတစ်ခေါက်မှာ 99k ထွက်မယ်လို့မှန်းထားတယ်ခင်ဗျ။ပြောချင်တာဒေတာရလက်အရင်ကောင်းမယ်လို့မှန်းထားခြင်းဖြစ်ပါတယ်။ဒီနေရာမှာတခုတတိထားမှာလေကျွန်တော်တို့ကပုံမှန်ဆိုရင်ပြကျွန်တော်တို့ကအမေအမေရိကန်နိုင်ငံရဲ့ပေါ့ကျွန်တော်တို့ကလောက်ခလာစာနှုံးသားဖြစ်တဲ့ Nanfan တို့အလုံးလက်မဲ့နှုံးသားတို့ကတောက်ကြနေမှာထွက်တာဒါမဲ့ဒီတစ်ပတ်တောက်ကြနေကအမေရိကန်နိုင်ငံရဲ့လွတ်လပ်ရေးနေအားလေးရဖြစ်တာဖြစ်တဲ့ခါမှာ ကျွန်တော်တို့မနက်ဖြန်ကြာတာပြင်းနေညမှာအဲ့ non fan တို့ unemployment rate တို့ပေါ့နော်လောက်ခလာစားနှုံသားသတင်းချက်လက်တို့ပြီးရင်အလုပ်လက်မဲ့နှုံသားသတင်းချက်လက်တို့ကမနက်ဖြန်ညမှာထွက်မှာဖြစ်ပါတယ်ဒီနေ့ကကျွန်တော်ကအဲ့မတန်ခင်တရက်အလိုအကျိုးနေပေါ့နော်အဲ့ဒါပတ်သက်ခါမှာကျွန်တော်ကဒီလိုနေမှာဒီမှာဆိုရင်ကျွန်တော်ကပုတ်တိကလောက်ခလာစားနှုံသားပြောင်းလဲမှုနှုံသားတော်တော်ကောင်းမဲ့မှန်းထားတယ်တော်တော်ကောင်းမဲ့မှန်းထားတဲ့ခါမှာအဲ့ data ကောင်းပြီးတော့ကပတ်ရွှေစီတက်သွားတာမျိုးကြုံရနိုင်နေပြအဲ့အလေးတော့တတိထားဖို့လိုအပ်ပါတယ်ဘာလို့လဲမင်းဆိုရင်မနေ့ပြန် အလောက်ကင်ဒီတာတွေကညံ့မယ်လို့မှန်ထားလို့ဖြစ်ပါတယ်။အဲ့အပတကဒီနေ့အတဲကကြိုတက်သွားတာမျိုးဖြစ်တတ်ပါတယ်။ကျွန်တော်တို့ဒီတာကြီးထွက်ကန်နေပြီဆိုအဲ့ဒီတာကြီးတွေကကျွန်တော်တို့ဆိုကြပါဆိုညံ့မယ်မှန်ထားတယ်ကောင်းမယ်မှန်ထားတယ်ဆိုရင်အဲ့မတိုင်ခင်တရက်ကလေးကဈေးကကြိုပြီးတော့အလောက်ခဖြစ်လိမ့်ရှိပါတယ်။အဲ့အပတကမှာဒီညပေါ့နော်ကျွန်တော်တို့အဲ့ပုဂ္ဂလိကအလောက်ခလာစားနှုံထားတရင်ချက်လက်ဘလို့ပဲထွက်ပါစေ။ဘာတို့ကောင်းကောင်းဆိုးဆိုးပြကျွန်တော်တို့ကဘာချွေစီတက်မယ်လို့ယူဆထားတယ်။ဘာလို့ယူဆထားလဲ?တစ်ဖက်ကဒေါ်လာအင်းသက်လည်းတွားကြည့်လိုက်။ဒေါ်လာအင်းသက်ကလက်ရှိမှာ60ခုအထက်ကိုမတက်နိုင်တော့ 66နာဝင်ကျင်မှာပဲတဝဲလဲလဲဖြစ်နေအခက်မသိရင်ကျွန်တော်ထင်တာ66အောက်တောင်ဖောက်ကြသွားနိုင်တယ်အဲ့ဒါပြတဲ့ခါမှာကျွန်တော်တို့ဒွန်လိုင်းအင်တက်အဲ့လိုမျိုးဝိနေခြင်းကအားနေနေခြင်းဟာတစ်ဖက်ကကပ္ပရှူသတင်းပိုင်းရတက်ဖို့ကျွန်တော်တို့ဝဲလူအားတွေဝင်လာဖို့အားရင်ဖြစ်ပေးတယ်ပေါ့နော်အဲ့ဒါပြတဲ့ခါမှာဒွန်လိုင်းအင်တက်ဝိနေတယ်ပြီးအောင်မင်းညဆိုရင်လည်းကျွန်တော်တို့က try ရပေါ့နော်ကျွန်တော်အတုံးစင်းမူချက်ဘတ်ဂျက်ပေါ့နော်ဘတ်ဂျက်ပေးရကျွန်တော်တို့အမေရိကန်လွှတ်တော်မှာ pass ဖြစ်သွားတယ် อีโนมัสတို့ဘာလို့อ่ะတော့ငွေဖန်နေပေါ့เนาะတရားဒီအတုံးစိတ်ဟိုဟာက तू อ่ะအတုံးစိတ်ကအရန်များလွန်းနေ तू อ่ะအမေရိကန်ရဲ့ကျွေးမိပြဿနာကိုပို့ဆိုးဝါးစေနိုင်တယ်ဘာညာဆိုပြီးတော့ငွေဖန်တားတဲ့ဒီအတုံးစိတ်မူချမ်းကအမေရိကန်လက်တော်မှာကျွန်တော်ကခွင့်ပြုလိုက်တဲ့အနေအထားမျိုးဖြစ်တာဖြစ်တဲ့ခါမှာဒီနေ့သားအမေရိကန်စီးပွားရေးကိုကျွန်တော်တို့စပိုက်တလန်ကနေပြီးတော့ထိခိုက်စေနိုင်တယ်ပြီးတော့ကျွန်တော်တို့တပကအမေရိကန်ပုံပန်ပေါ့နော်အမေရိကန်ပုံပန်နေနဲ့အဲအမေရိကန်စီးပွားရေးထိလာမယ့်အနေအထားမှာကျွန်တော်တို့က ဘန်သူလုံး short ပုံကိုသူ့အနေနဲ့ပုံမှန်လောရိုးလုံးစင်ရဆိုရင်ဗောနော်ဘန်သူလုံး short ပုံကိုသူမကြမ်းမှာလှုပ်လာနိုင်တယ်ကျွန်တော်မှန်းတာဆိုရင်ဆိုရင်တော့ဒီဇူလိုင်လကုန်မှာတော့ဘန်သူလုံးစ short မလာမသိဘူးဗောနော်အစတော့ကျွန်တော်စက်တင်ဘာ9လပိုင်းတော့မှန်းထားတာဒါပေမဲ့လက်ရှိဖြစ်ပြနေတဲ့အချင်းအနေထားတွေရကျွန်တော်တို့လက်ရှိမှာဆိုရင်ဥရောပတမကားလို့ကနေဒါတို့နဲ့လည်းကုန်သွယ်ကုန်ကိစ္စတွေကညှိမရသေးဘူးပြီးတော့ trend ကလည်းဒီ အာကျွန်တော်တို့ကတတော်ကိုကြီးမားတယ်ဗောနော်အတုံးစိတ်တွေကျွန်တော်တို့အများအများပြပါဝင်တယ်ဗောဒီအတုံးစိတ်မူချမ်းယူဗျာကျွန်တော်တို့တက်တော်ကနေအတိပြုတ်လိုက်တဲ့ခါမှာဒီအနေထားတွေကအမေကစီးပွားရေးကိုဆိုးဆိုးဝါးဝါထိခိုက်စေနိုင်မှာဖြစ်ပါတယ်အဲ့ဘက်ကမှာကျွန်တော်တို့ကဘန်တုံးနှုံးဒီလကိုမလျှော့ရင်တော့မှကပ္ပရွှေစေးရဒီလသလတာနေထားရအသက်ဖက်ဦးတည်သွားနိုင်တယ်ပြီးတော့နီးပညာပိုင်းရကျွန်တော်ပြောခဲ့တယ်နီးပညာပိုင်းရလည်းပြီးခဲ့တဲ့တနင်္လာနေ့တလားတာပဲစီ360အောက်ပိတ်မှ ကဘာချွေဒီဇူလိုင်လတလတာမှာစေးကြနိုင်မှာအခု3060ပေါ်နေမှာကိုသူက3300အထက်တောင်ပိတ်သွားသေးတယ်။ဒီပညာပိုင်းရည်ဒီလတလတာအတက်အားရှိနေတော့မယ်။ပြီးရင်ခုနပြောတဲ့အဲ့တရင်းနေရလဲကျွန်တော်တို့ကအမေရိကန်စီးပွားရေးကမကြမီကျွန်တော်တို့ထိကပ်နိုင်တဲ့အလားအလာတွေတွေ့နေရတယ်။အဲ့ဒီနေသားမှာဗျာအမေရိကန်ဘိုးဘန်ကလည်းဒီဇူလိုင်လကောင်မှာဘန်တုံးလုံးထက်လျှော့ခဲ့မယ်ဆိုရင်ကဘာချွေစီကကျွန်တော်တို့တော့ငါးရီပိုင်းနာတီကျတက်သွားနိုင်တဲ့အလားအလာမျိုးကျွန်တော်မြင်နေရတယ်ခင်ဗျ။ ဲ့ဒါပသက်ခါမှာကျွန်တော်ဒီလိုနေသားမျိုးမှာကျွန်တော်တို့ကဒီဒီနေ့လိုနေမျိုးမှာကျွန်တော်တို့ကဘာကျူကျွန်တော်တို့ကဈေးဆွဲတင်တာမျိုးဈေးတက်သွားတာမျိုးကြုံရနိုင်တယ်ဘာလို့လဲမေးမယ်ဆိုရင်တော်တော်များများတော့ထွေတာတွေကမနေ့ပြန်မှာဈေးတက်မယ်လို့မှတ်နေကြတယ်ဘာလို့မနေ့ပြန်မှာအမေရိကန်အလုပ်ကံဒေတာတွေမကောင်းမှန်းထားတာဟိုတကယ်လည်းမကောင်းနိုင်ခြင်းများပါတယ်အဲ့ဒါပသက်ခါမှာကျွန်တော်တို့ကဒီဒီနေ့လိုနေမျိုးကကျွန်တော်တို့အနေနဲ့ဈေးငိမ့်ငိမ့်မငိမ့်ဈေးကြမယ်လို့တောင်းတမ်းကြမယ်အနေထားမှာ ဈေးတက်သွားတာမျိုးဖြစ်နိုင်ပြီးအောင်မနေ့ကဆိုရင်ကျွန်တော်ဟိုး3350ထက်ကကျလာပြီတကဒီချိန်မှာကျွန်တော်ကတော်တော်များများထွေတာကဈေးတက်တိုင်းအယောင်အာတန်နေကြဖို့များတယ်ခင်ဗျကျွန်တော်ကအဲ့ရနဲ့စံချင်ပဲတွေ့ရအောင်ကျွန်တော်ကဒီအခုချိန်မှာကျွန်တော်ဒီနေ့လိုနေမှာဆိုကျွန်တော်တော့အဝယ်သဘောကျမြင်တင်းပိုင်းရဘာလို့လဲမိမဲ့ဆိုရင်လက်ရှိဒေါ်လာအင်းတက်ရဲ့ဖြစ်နေနေတာရောမနေ့ကအဲ့ကျွန်တော်အတုံးစေးမူချံပတ်ဖြစ်သွားတဲ့အနေထားရောပြီးတော့တပတ်ကအမေရိကန်ဘန်တိုးချွတ်နိုင်ကြီးအလားအလာနဲ့ပတ်သက်ပြီးတော့တုံ့တက်မိတာရောကျွန်တော်ဒီနေ့မှာကျွန်တော်ဈေးတက်သွားမယ်မြင်တယ် အဲမနက်ဖြန်မှာတော့ကျွန်တော်တို့မှန်မထားတဲ့ဈေးအလုတ်ခတ်တွေပေါ့နော်အမေရိကန်နိုင်ငံရဲ့အလုတ်ကန်ဒေတာကြီးထွက်ချိန်မှာမှန်မထားတဲ့ဈေးအလုတ်ခတ်တွေဖြစ်နိုင်တယ်ဒါပေမဲ့ဒီနေ့မှာတော့ကျွန်တော်တို့တဏိတာအနေထားရဈေးအသက်အားနည်းလာအားကောင်းလာပဲကြည့်ရမှာတဏိတာအနေထားရဈေးအသက်နဲ့ပြီးလိမ့်မယ်လို့ကျွန်တော်သုံးသပ်ထားပါတယ်အာဖရိကမှာကျွန်တော်သတင်းပိုင်းရလက်ကဘာရွှေဈေးကိုကျွန်တော်ဈေးကြတယ်အောက်ဈေးမှာကျွန်တော်ဝယ်ဖို့အားပေးချင်ပါတယ်ဒါလေးကကျွန်တော်ဒီနေ့တရက်တာကဘာရွှေစီကွက်သုံးတဲ့ချက်ဗီဒီယိုဖြစ်ပါတယ်အခုလို့သုံးတဲ့ချက်ဗီဒီယိုတွေကို up to date ကြည့်နေတယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ကြကြပါကျွန်တော် TikTok account လေးရဲ့ချစ်ပါ TikTok account လေးကိုလည်း follow လုပ်ထားလို့ရပါတယ်ခင်ဗျပြီးရင်ကျွန်တော်စီမှာဒီကမ္ဘာ့ကျွေးရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online တီးတက်အခြေခံတင်တဲ့တက်ရောက်လို့ရပါတယ်အဲ့ဒီတင်တဲ့နေပတ်သက်ပြီးလဲပေါ့နော်ကျွန်တော်ရဲ့ Telegram channel ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ Viber ရာနေဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျ ကမ္ဘာ့ရေထွက်တာအလုံးပိုင်းကျွန်တော်ဒီနေ့ကျွန်တော်တို့ဇူလိုင်လ2ရက်နေ့ပိုတိုမနီတရက်တာအတွက်ကမ္ဘာ့ရေစေးတက်ကြကိုကျွန်တော်တို့အထူးတတိထားအရောက်ဝင်လုပ်ပြီးတော့အကျိုးမြတ်တွေပတ်စံနေကြပါစေလို့ကျွန်တော်စွတ်မှုကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ